ချင်းငွေအမေရိကန်ဒေါ်လာ139တန်းကျော်နဲ့မြန်မာကိုရီးယားချစ်တီရဲ့ဒလဒရာတိဆောက်ဖို့ဆိုရကပြောင်စုလွှတ်တော်ကိုမေလ22နေ့ကလာရောက်တင်ပြခဲ့ပါတယ်။စောလွေဝန်ကြီးဌာနပြောင်စုဝန်ကြီးဦးကျော်လင်က2012ခုနှစ်ကနိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာကိုရီးယားနိုင်ငံကိုချစ်တီရဲ့ခီးစဉ်သွားရောက်ခဲ့ချိန်နှစ်နိုင်ငံသမ္မတနှစ်ဦးကမြန်မာနိုင်ငံတွင်မြန်မာကိုရီးယားချစ်ကြည်တရားစီမံကိန်းတစ်ခုကိုအကောင့်ထဲပေါ်ဆောင်ရွက်ဖို့ဆွေးနွေးခဲ့တယ်လို့တင်ပြခဲ့ပါဗျ 2013ခုနှစ်ကကိုရီးယားဒုတိယဝန်ကြီးချုပ်နဲ့မြန်မာနိုင်ငံကစီးပွားရေးနဲ့စီမံခန့်ခွဲပြည်ထောင်စုဝန်ကြီးတို့တွေ့ဆုံပြီးမြန်မာကိုရီးယားစီးပွားရေးအတူပူးပေါင်းဆောင်ရွက်ဖို့အစည်းအဝေးပြုလုပ်ခဲ့ရာ အဲ့ဒီအစည်းအဝေးကနေချင်းငွေနဲ့ရန်ကုန်မြစ်ပေါ်မှာသတားသစင်းတည်ဆောက်ဖို့ကိုရီးယားနိုင်ငံကအဆိုပြုခဲ့တယ်လို့လွှတ်တော်ကတင်ပြခဲ့ပါတယ်။သတားတည်ဆောက်ရေးဆိုင်ရာစီမံကိန်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးကျိုးဆိုင်သတားမျိုးစားကိုရွေးချယ်ထားပြီးသတားအရှိပေ6144ပေရှိမယ်လို့သိရပါတယ်။သတားဦးချောင်းရွေးချယ်မှုနဲ့ပတ်သက်ပြီးလက်ရှိအစအဦးတွေကိုထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ရန်ကုန်ဘက်ကန်ပုံကြီးလက်နဲ့ဒလဘက်ကန်ဘုံမင်းအောင်လက်တို့ကိုရွေးချယ်ထားလို့သိရပါတယ်။တရားကုန်ကြေးဟာကိုရီးယားနိုင်ငံချင်းငွေအမေရိကန်ဒေါ်လာ139.833တန်းနဲ့ ပြည်တွင်းလိုအပ်ဂျန်ပုံငွေအမေရိကန်ဒေါ်လာ30တသမ31တန်စုစုပေါင်း168တသမ104တန်ကုန်ကြမယ်လို့စောက်လွေဝန်ကြီးဌာနကဆိုပါတယ်။ကိုရီးယားနိုင်ငံချင်းငွေနဲ့ပတ်သက်ပြီးအတူတူဟာ3တသမ31ရာခိုင်နှုန်းဖြစ်ပြီးဆိုင်းငံ့ကာလ15နှစ်ပြန်ဆက်ကာလ25နှစ်ဖြစ်တယ်လို့သိရပါတယ်။စီမံကိန်းခံမှန်းကာလဟာ9နှစ်ဖြစ်ပြီး2015-2016ဘဏ္ဍာနှစ်ကနေ2019-2020ဘဏ္ဍာနှစ်အထိစီမံကိန်းဆောင်ရွက်မယ်လို့သိရပါတယ်။ ဒီစီမံကိန်းပြပါကဒလမြို့နယ်ပါဝင်တွန်တဲကော်မူကိုညံကုန်မြို့နယ်တွေဟာလည်းမြို့ပြအတွင်းဆောင်ပြီးကြပြိုင်နဲ့တိုးတက်လာမယ်လို့ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။